တားသမီးတို့မင်္ဂလာပါဒီနေ့ဒီချက်တားသမီးကိုပြောပြပေးမယ်အကြောင်းအရာလေးကတော့ဘူကျော်အောင်ဆန်းရဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ် တောက်သမီးကိုဒီချဲကဘူဂျိုအောင်ဆန်းဆိုတဲ့နာမည်လေးကြားဘူးရင်ဒီချဲတို့ကြားဘူးရင်လည်းကြားဘူးမှာပါဒါဆိုရင်ဒီချဲကဘူဂျိုအောင်ဆန်းရဲ့အကြောင်းလေးကို သူ့ရဲ့ငယ်ဘဝကနေပြီးတော့ကြီးရဲ့အထီးသူဘာတွေလုပ်ခဲ့လဲဘလို့ပညာရေးသင်ကြားခဲ့လဲဆိုတဲ့အကြောင်းညာလေးကိုဒီချဲကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုဒီချဲနဲ့အတူတူလိုက်ပြီးတော့နားထောင်ကြည့်ပေးပါအောင်နော် ဗိုလ်ချုပ်အောင်ဆန်းကိုတဲ့1935ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့တဲ့မကွေးတိုင်းဒေသကြီးနမ်မောင်းမြို့မှာဖွားမြင်ခဲ့ပါတယ်တဲ့ကဲဒါဆိုရင်တားလို့သမီးတို့မှာရောတားလို့သမီးတို့ရဲ့မွေးဖွားတဲ့ခုနှစ်နော်မွေးဖွားတဲ့ရက်မွေးဖွားတဲ့လရှိတယ်လို့ပဲဗိုလ်ချုပ်အောင်ဆန်းမှာဆိုရင်လေဗိုလ်ချုပ်အောင်ဆန်းကိုဒီချေတော့1935ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့ မကွေးတိုင်းဒေသကြီးနမ်မောင်းမြို့မှာ မွေးဖွားခဲ့ပါတယ်တဲ့ ကဲတောက်သမီးတို့မှာဖိဖိမိမိတွေရှိသလိုပဲဘိုးကျုံမှာလည်းဖိဖိမိမိတွေရှိပါတယ်။ဒါဆိုရင်ဘိုးကျုံရဲ့ဖိဖိကဘာတူလဲဘိုးကျုံရဲ့မိမိကတော့ဘာတူလဲကဲဒီချန်နဲ့အတူတူဆက်ပြီးကြည့်မယ်နော်။ကဲဟုတ်ပါပြီဘိုးကျုံရဲ့ဖိဖိကတော့တဲ့ရိုးသားတဲ့ရှိနေဖြစ်ပါတယ်တဲ့။သူ့ရဲ့နာမည်ကတော့ဥဖာဖြစ်ပါတယ်တဲ့ဒါဆိုရင်ဘိုးကျော်ရဲ့ဖေဖေမှာတော့တဲ့မဟုတ်မခံစိတ်ဓာတ်ရှိပြီးတော့တဲ့စီးပွားရေးကိုတဲ့ကျွမ်းကျင်စွာလောက်ကင်တတ်တယ်တဲ့အမေဖြစ်တဲ့ ဒေါ်စုတို့ရဲ့အငယ်ဆုံးသားပဲဖြစ်ပါတယ်တဲ့ ဗိုလ်ချုပ်ရဲ့မိမိကတော့စီးပွားရေးကိုကျွမ်းကျင်စာလုပ်ကိုင်တတ်တဲ့သူပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချေတို့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့နာမည်လေးဖြစ်မလာခင်ဗိုလ်ချုပ်မှာငယ်နာမည်ရှိပါသေးတယ်။မောင်ထိန်လင်းပဲဖြစ်ပါတယ်။ဒါဆိုရင်ဗိုလ်ချုပ်ကမောင်ထိန်လင်းကနေပြီးတော့ဘလိုမျိုးဖြစ်ပြီးတော့ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့နာမည်လေးဖြစ်လာလဲဆိုတာဒီချေတို့ဆက်ပြီးတော့ကြည့်ပါမယ်။ဒီချေတို့ကဗိုလ်ချုပ်ရဲ့အကူဖြစ်သူ မောင်အောင်တန်းရဲ့နာမည်နဲ့လိုက်အောင်လို့ ဘူတုံအောင်ဆန်းဆိုပြီးတော့မောင်အောင်ဆန်းလို့ပြောင်းပြီးတော့ခေါ်ခဲ့ပါတယ်တဲ့ဗီတိရှားတွေကိုတော်လန်တိုက်ခိုက်ခဲ့တဲ့မျိုးလူလင်ရွာတကြီးဦးမင်းရောင်ကဘူတုံအောင်ဆန်းရဲ့အဖိုးပဲဖြစ်ပါတယ်ဒါဆိုရင်ဒါတားတို့တမီးတို့ကိုတိချေပြောပြသွားတဲ့အကြောင်းအရာလေးကတော့ဘိုလ်ချုပ်ကိုဘယ်မှာမွေးဖွားခဲ့လဲဘိုလ်ချုပ်ရဲ့မိခင်ကဘသူဘိုလ်ချုပ်ရဲ့ဖခင်ကတော့ဘသူဘိုလ်ချုပ်ရဲ့အဖိုးကတော့ဘသူဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒါဆိုရင်တိချေတို့နောက်ထပ်ဆက်ပြီးတော့ကြည့်ကြပါမယ်နော် ကဲဒါဆိုရင်တာယောက်သမီးတို့တီချဲကဘူโจရဲ့ငငယ်တုန်းကစိတ်တန်းနဲ့ ပညာသင်ယူခဲ့တဲ့အကြောင်းလေးကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်။ဘိုးကျော်အောင်ဆန်းဟာဆိုရင်နဲ့ငငယ်လေးကလေးကကိုစူးစမ်းလေးလာလို့တဲ့စိတ်မှန်ရာကိုပြောရတဲ့စိတ်ဓာတ်ရှိပြီးတော့တဲ့အမှားလုံးမိရင်လည်းရဲဝံ့စွာဝန်ခံရတဲ့တတိရှိသူ ဖြစ်ပါတယ်တဲ့။ဒါဆိုရင်တားလို့သမီးတို့တီချဲဒီနေရာလေးမှာပြောပြချင်တာလေးကတော့တားလို့သမီးတို့ဆိုလို့ရှိရင်လည်းတားလို့သမီးတို့မသိသေးတဲ့အကြောင်းအရာတစ်ခုခုကိုဥပမာတီချဲတို့ကပြောပြလိုက်ပြီး ဒါဆိုရင်တားလို့သမီးတို့ကဒါဖာအကြောင်းအရာလေးလဲဆိုတာကိုတားသမီးတို့သိကျင်းလာတယ်။နော်သိကျင်းလာတဲ့အခါမှာဆိုရင်တားလို့သမီးတို့ကမသိသေးတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ဖစ်ဖြေတို့ပဲဖြစ်ဖြစ်ဥဥတော်တော်တွေပဲဖြစ်ဖြစ်မေးမြန်းမယ်ဒါမှမဟုတ်လဲတားတို့သမီးတို့အတင်ကြားပေးတဲ့ဆရာဆရာမတွေကိုမေးမြန်းမယ်ဒါဆိုရင်ဒါစူဆန်းတို့လေးလာလို့တဲ့စိတ်ကလေးပဲဖြစ်ပါတယ်ဒါဆိုရင်မှန်ရအောင်ပြောရဲဆိုရဲတဲ့စိတ်ဆိုတာကရောတားတို့သမီးဥပမာတခုခုကတားတို့သမီးတို့တခုခုကြုံတွေ့ရပြီး ဒါဆိုရင်တငယ်ချင်းကအခက်အခဲတစ်ခုခုရှိတယ်အမှန်အတိုင်းတော့မပြောရဲဘူးဒါဆိုရင်တားဟုတ်သမီးတို့ကရောဘယ်လိုလုပ်မလဲတငယ်ချင်းတစ်ခုခုအခက်အခဲကြုံတွေ့တငယ်ချင်းကဒါပေမဲ့လည်းအမှန်အတိုင်းမပြောရဲဘူးတားဟုတ်သမီးတို့ကရောအမှန်အတိုင်းပြောရဲလားဒါမျိုးလေးတွေကိုပြောတာပါနော်ဥပမာတားဟုတ်သမီးတို့အမှားအမှားလုပ်ပြီးရင်ဝန်ခံရတဲ့စိတ်ဒါဆိုရင်တားဟုတ်သမီးတို့တစ်ခုခုဥပမာအမှားလုပ်မိလိုက်တယ်ကိုကြောင့်ပစ္စည်းတစ်ခုခု꿰ကြသွားတာမျိုးဒါမျိုးဆိုလို့ရှိရင်ဒါသားလှုပ်လိုက်ပါတယ်သမီးလှုပ်လိုက်ပါတယ်ဆိုပြီးတော့ ဝန်ခံရဲလားဒါမျိုးကိုဒီချယ်တို့ကပြောတာပါတခုခုပြောစပြောတာမှားသွားတာပဲဖြစ်ဖြစ်ကိုလုံလိုက်လို့ပစ္စည်းတခုပြိုးပဲ့သွားတာပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်ဒါကိုသားတော့လုံလိုက်လို့ကြကွဲသွားတာဒါကတော့သမီးလုံလိုက်လို့ကြကွဲသွားတာဆိုတော့ဝန်ခံရဲတဲ့စိတ်ကိုပြောတာပါเนาะကဲဟုတ်ပြီဒါဆိုဒီချယ်တို့ဆက်ပြီးတော့လေ့လာမယ်เนาะ ဒါဆိုရင်တိချေရိုးရဲ့မောင်အောင်ဆန်းဟာဆိုရင်ဖြင့်တဲ့အသက်၈နှစ်အရွယ်မှာကတော့တဲ့နမ်မောက်မြို့မှာရှိတဲ့ဆရာတော်ဦးတော်ဘီတာကျောင်းမှာစပြီးတော့ပညာသင်ယူခဲ့ပါတယ်တဲ့ဒါကတော့တိချေရိုးဆရာတော်ဆိုတာကဘယ်လိုမျိုးလဲဆိုရင်တိချေရိုးဘုံရင်ကျောင်းနေမှာရှိတဲ့ဆရာတော်ကြီးတွေကိုပြောတာပဲဖြစ်ပါတယ်ဒီကျေတော့ဖုံတော်ကြီးပညာသင်ကျောင်းနေမှာပညာသင်ခဲ့ရသူတူဦးဖြစ်တယ်ပေါ့เนาะပြောရမယ်ဆိုရင်တော့ကဲဟုတ်ပြီဒါဆိုရင်အသက်၁၂နှစ်မှာကတော့တဲ့ စတုထဒန်းအောင်မြင်ပြီးတော့ရေနံချောင်းမြို့မှာရှိတဲ့အမျိုးသားအထက်တန်းချောင်းမှာဆက်လက်ပြီးတော့ပညာသင်ယူခဲ့ပါတယ်တဲ့ဒါဆိုတီချဲတို့အဲ့ဒီမှာမှတ်ထားရမယ့်အချက်ကလေးရှိပါတယ်เนาะဘိုးချုပ်ကအသက်၈နှစ်အရွယ်မှာနမ်မောင်းမြို့မှာရှိတဲ့ဆရာတော်ဦးတော်ဘီတရဲ့ကျောင်းမှာစာပြီးတော့ပညာသင်ယူခဲ့တယ်။အသက်၁၂နှစ်အရွယ်ရောက်တဲ့အခါမှာတော့စတုထဒန်းအောင်မြင်ပြီးသွားတော့စတုထဒန်းလို့ပြောရင်၄ဒန်းပေါ့နော်။ ကဲစတုဒ္ဒတန်အောင်မြင်ပြီးသွားပြီးတော့တဲ့ရေနံကျောင်းမြို့မှာရှိတဲ့အမျိုးသားအထက်တန်းကျောင်းမှာဆက်လက်ပြီးတော့ပညာသင်ယူခဲ့ပါတယ်တဲ့တတ္တမတန်းဆောင်မေးပွဲမှာလည်းတဲ့အမှတ်အများဆုံးရခဲ့တယ်တဲ့တတ္တမတန်းဆောင်မေးပွဲဆိုရင်တီချယ်တို့အခုခေတ်ပြောနေဆိုလို့ရှိရင်ခွနက်တန်းဆောင်မေးပွဲဒါဆိုရင်သားတို့တမျိုးဒီမှာဆိုရင်တတ္တမတန်းဆောင်မေးပွဲမှာလည်းအမှတ်အများဆုံးရပြီးတော့ပထမဆုံးချူ ပထမဆုံးချီးမြှင့်ခြင်းကိုခံခဲ့ရပါတယ်တဲ့။မအောင်ဆန်းကဆိုရင်တော့တဲ့ပညာကို အလွန်လိုလားတဲ့သူ ဖြစ်ပြီးတော့တဲ့စာဖတ်ရတာဝါသနာပါသူ ဖြစ်ပါတယ်တဲ့။ဒီနေရာမှာတိကျပြောပြချင်တာတစ်ခုလေးကတော့ဝါသနာဆိုတဲ့နေရာမှာသားတို့သမီးတို့ရောစာဖတ်ရတာဝါသနာပါလားတချို့သားရဲ့သမီးတွေကရေကူးဝါသနာပါတယ်တချို့သားရဲ့သမီးတွေကြတော့အားကစားလုပ်ရတာဝါသနာပါတယ်ဒီလိုပဲဒါဆိုရင်ဘူကျောင်းအောင်စမ်းမှာဆိုရင်တော့စာဖတ်တာ ဝါသနာပါတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်တဲ့ဘိုးကျော်အောင်ဆန်းဟာဆိုရင်တော့1932ခုနှစ်ရေနံကျောင်းမြို့မှာရှိတဲ့အမျိုးသားအထက်တန်းကျောင်းကနေဆယ်တန်းကိုအောင်မြင်ခဲ့ပါတယ်တဲ့ဒါဆိုရင်တီချယ်တို့ဘိုးကျော်အောင်ဆန်းကအထက်တန်းကျောင်းကိုဘယ်မှာအောင်မြင်ခဲ့တာပါလဲဆိုရင်အမျိုးသားအထက်တန်းကျောင်းရေနံကျောင်းမြို့မှာရှိတဲ့အမျိုးသားအထက်တန်းကျောင်းကနေဆယ်တန်းကိုအောင်မြင်ခဲ့ပါတယ်ဒါဆိုရင်ဘယ်နှခုနှစ်မှာအောင်မြင်ခဲ့လဲဆိုရင်ရော 1932ခုနှစ်မှာအောင်မြင်ခဲ့တာပါ။ဒီချေတော့ဒီမှာတစ်ခေါက်ပြန်ပြောပေးပါမယ်။ဘိုးချိုးအောင်ဆန်းက1932ခုနှစ်မှာရင်းနံကျောင်းမြို့မှာရှိတဲ့အမျိုးသားအထက်တန်းကျောင်းကနေဆယ်တန်းကိုအောင်မြင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာဆက်ပြီးတော့ပညာစီပူခဲ့ပါတယ်။ဒါဆိုသားတို့သမီးတို့လည်းသိပါတယ်။ဆယ်တန်းအောင်ပြီးသွားပြီဆိုရင်တီချယ်တို့ဘယ်ကိုရောက်မလဲတက္ကသိုလ်ကိုဆက်ပြီးတော့တက်ရမယ်။ဒါဆိုရင်ဘိုးချုပ်ကအမျိုးသားအထက်တန်းအကြောင်းကနေဆယ်တန်းကိုအောင်မြင်ခဲ့ပြီးဆယ်တန်းအောင်မြင်ပြီးတော့တက္ကသိုလ်တက်တော့မယ်ဆိုတော့ဘယ်တက္ကသိုလ်မှာတက်သွားလဲဆိုဘယ်တက္ကသိုလ်မှာတက်လဲဆိုရင်ရန်ကုန်တက္ကသိုလ်မှာပညာဆက်လက်ပြီးတော့စီပူလေ့လာခဲ့တယ်တဲ့ ရန်ကုန်တက္ကသိုလ်တက်နေရင်းနဲ့တဲ့စကယ်ရီလူပွဲတွေဟော်ပြောပွဲတွေမှာလည်းတဲ့တက်ကြွစွာပါဝင်ခဲ့ပါတယ်တဲ့ဒါကတော့ဒီချေတို့တက္ကသိုလ်ဒီရဲ့ကြောင်းနှုတ်ရှားမှုပွဲတွေမှာပါဝင်ခဲ့တာပဲဖြစ်ပါတယ်ဒီချေတစ်ခေါက်ပြန်ပြောပေးပါမယ်ဘူကျောက်ကဆိုရင်တော့ရန်ကုန်တက္ကသိုလ်မှာတက်နေရင်းနဲ့စကယ်ရီလူပွဲတွေဟော်ပြောပွဲတွေမှာတက်ကြစွာပါဝင်ခဲ့ပါတယ်တဲ့ ဲ့ဒီအပြင်ကိုတဲ့အကြောင်းသားတမကမှာပါတဲ့ဝင်ရောက်ဆောင်ရွက်ပြီးတော့1936ခုနှစ်တက္ကသိုလ်တပိတ်ကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်တဲ့ကဲတီချေတို့ဒီမှာဆိုရင်ဗိုလ်ချုပ်ကအကြောင်းသားတမကမှာဝင်ရောက်ဆောင်ရွက်ပြီးတော့1936ခုနှစ်တက္ကသိုလ်တပိတ်မှာဦးဆောင်ခဲ့သူဖြစ်ပါတယ်တဲ့1938ခုနှစ်မှာကတော့ရန်ကုန်တက္ကသိုလ်ကနေဝိဆာပွဲကိုရရှိခဲ့ပါတယ်တဲ့တီချေတို့ ဒါဆိုရင်ဗိုလ်ချုပ်ကဘဏ္ဍခုနှစ်မှာဘယ်ဘွဲကိုရရှိခဲ့လဲဆိုရင်1938ခုနှစ်ရန်ကုန်တက္ကသိုလ်ကနေပြီးတော့ဝိဆာဘွဲကိုရရှိခဲ့ပါတယ်ဒါကတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့ပညာရေးကိုဘယ်ကနေပြီးတော့အသက်၈နှစ်အရွယ်ကနေ၁၀တန်းအောင်ပြီးတဲ့အထိကိုဘယ်မှာဘယ်ဒီမှာပညာလေ့လာစီးပူးခဲ့တယ်လဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီချေတော့ဗိုလ်ချုပ်အောင်ဆန်းဟာဆိုရင်တော့တဲ့မိမိယုံကြည်ရာကိုမကြောက်မရွံ့နဲ့ပြောရတဲ့သူဖြစ်ပါတယ်တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ကိုလည်းအမြဲတမ်းတွေးတောပြီးတော့ကြံစားနေခဲ့ပါတယ်တဲ့လွတ်လပ်ရေးရယူဖို့စန္ဒပြင်ပြနေတဲ့အတွက်ကြောင့်ဒုဗမာအစည်းအရုံးကိုဝင်ရောက်ခဲ့ပြီးတော့တခင်အမြင်ခံယူခဲ့ပါတယ်တဲ့ဒီချက်ပြန်ပြောပေးပါမယ်ဗိုလ်ချုပ်အောင်ဆန်းဟာဆိုရင်မိမိယုံကြည်ရာကိုတဲ့မကြောက်မရွံ့ပြောရတဲ့သူဖြစ်တယ် ဒါကြောင့်မြန်မာနိုင်ငံတို့လက်ရည်အတွက်ကိုအမြဲတမ်းတွေးတောပြီးတော့ကြံစနေခဲ့တယ်။ကြံစရဲဆိုတာဒီချေတော့မြန်မာနိုင်ငံတို့လက်ရည်ကိုဘလို့ရအောင်ယူပေးရမလဲ။မြန်မာနိုင်ငံတို့လက်ရည်ကိုဘလို့တိုင်းသဘာသားတွေလက်ထဲကနေဘလို့ရအောင်ပြန်ယူပေးရမလဲဆိုတာကိုအမြဲတမ်းတွေးတောစဉ်းစားနေခဲ့တာပဲဖြစ်ပါတယ်တဲ့။ဒါကြောင့်ဒီချေတော့လွတ်လပ်ရည်ရယူဖို့အတွက်ကို ဒိုးပမာအစီအယုံကိုဝင်ရောက်ခဲ့ပြီးတော့တဲ့တခင်အမီကို ခံယူခဲ့ပါတယ်တဲ့ဒါကြောင့်တီချေတို့တခင်အမီခံယူခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဘူချုံအောင်ဆန်းကနေတခင်အောင်ဆန်းဆိုပြီးတော့ဒိုးပမာ အစီယုံရဲ့အထွေထွေအတွင်းရေးမှုဖြစ်လာပါတယ်တဲ့။နေချဲဆန့်ကျင်ရေးကိုမနာမနေကြိုးပမ်းခဲ့ပါတယ်တဲ့။နိုင်ငံရေးအမျှော်အမြင်ရှိပြီးတော့တဲ့စီယုံရေးကောင်းမွန်တဲ့အတွက်ကြောင့်တခင်အောင်ဆန်းဟာနိုင်ငံရေးခေါင်းဆောင်အဖြစ်ထင်ရှားလာခဲ့ပါတယ်တဲ့။ ။တခြားတော့တခင်အောင်ဆန်းခေါင်းဆောင်နဲ့ရဲဘော်၃ကြိမ်ဟာတဲ့ဂျပန်တို့ရဲ့အကူအညီနဲ့ဟိုင်နန်ကျွန်းမှာစစ်ပညာသွားသင်ယူကြပါတယ်တဲ့။ဒါဆိုရင်တခြားတော့ဂျပန်တို့ရဲ့အကူအညီနဲ့ဟိုင်နန်ကျွန်းမှာစစ်ပညာသောက်သင်ယူကြပါတယ်တဲ့ဒါဆိုရင်ဒီချေတို့ဒီမှာတခင်အောင်ဆန်းခေါင်းဆောင်ပြီးတော့ရဲဘော၃ကြိမ်ကဘယ်မှာသွားပြီးတော့စစ်ပညာတွေသင်ယူခဲ့ကြပါသလဲဆိုရင်တအားတို့မျိုးဘယ်လိုဖြေပါမလဲ ကဲဒီ channel အတူတူ live ဖြည့်ကြည့်ပါမယ်နော်ဒါဆိုရင်ဒီ channel သခင်အောင်ဆန်းခေါင်းဆောင်နဲ့ရဲဘော်၃ကျိတ်ဟာတဲ့ဂျပန်တို့ရဲ့အကူအညီနဲ့ဟိုင်ငန်ကျုံးမှာစစ်ပညာသွားသင်ယူခဲ့ကြပါတယ်တဲ့ဂျပန်တို့ရဲ့အကူအညီနဲ့ဟိုင်ငန်ကျုံးမှာစစ်ပညာသွားသင်ယူပြီးတဲ့နောက်မှာတော့ BIA ခေါ်ဗမာလွတ်လပ်ရေးတပ်မတော်ကိုထိုင်းနိုင်ငံဗန်ကောက်မြို့မှာစတင်ဖွဲ့စည်းခဲ့တယ်ဒီ channel ပြန်ပြောပေးပါမယ်နော်ဒီ channel တို့ ဟိုင်နန်ကျွန်းမှာစစ်ပညာသွားသင်ယူခဲ့ပြီးတဲ့နောက်မှာ BIA ခေါ်ဗမာလွတ်လပ်ရေးတပ်မတော်ကိုထိုင်းနိုင်ငံဗန်ကောက်မြို့မှာစတင် ဖွဲ့စည်းခဲ့ပါတယ်။တခင်အောင်ဆန်းကတော့တဲ့ဗိုတီစာအမည်ကိုခံယူခဲ့ပါတယ်။ BIA တပ်ဟာဂျပန်တပ်နဲ့အတူတူ လက်တွဲပြီးတော့ဗီတရှာတွေကိုတိုက်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဆိုရင်တီချဲတို့တီချဲတို့မြန်မာနိုင်ငံကိုဗီတရှားတွေအုပ်စိုးခဲ့တယ်။ဒါကြောင့်ဗိုလ်ချုပ်အောင်ဆန်းကဆိုရင်ဖြင့်ဗီတရှားတွေကိုတိုက်ထုတ်ဖို့အတွက်ကိုဘသူနဲ့လက်တွဲခဲ့တယ်။ဂျပန်တန်းနဲ့အတူတူလက်တွဲပြီးတော့ဗီတရှားတွေကိုတိုက်ထုတ်ခိုက်ပဲတိုက်ထုတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့တဲ့ BIA ကို BDA ခေါ်ဗမာကာကွယ်ရေးတပ်မတော်အဖြစ်ပြောင်းလဲပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ဒီချက်ပြန်ပြောပေးပါမယ်။ British တွေကိုတိုက်ထုတ်ပြီးတဲ့နောက်ပိုင်းမှာ BIA ကို BDA ခေါ်ဗမာကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တယ်အရင်နောက်မှာဗိုလ်ချုပ်အောင်ဆန်းက BDA ရဲ့တေနာပတိဖြစ်လာခဲ့ပါတယ်တဲ့။အဲတီချယ်တို့ကရှေ့မှာ British တွေကိုတိုက်ထုတ်ပြီးသွားပြီ ်တိဗီတိရှားတွေကိုတိုက်ထုတ်ပြီးရဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံကဘသူလက်အောက်ကိုပြန်ကျရောက်သွားသလဲဆိုရင်ဂျပန်လက်အောက်ကိုပြန်ပြီးရောကျရောက်သွားခဲ့ပါတယ်တဲ့အဲ့ဒီအတွက်ကြောင့်ဒီချေတို့ကဗိုလ်ချုပ်အောင်ဆန်းကဥဆောင်ပြီးတော့ဖက်စစ်ဂျပန်တော်လှန်ရေးကိုထပ်ပြီးတော့ဆင်နွှဲခဲ့ရပြန်တယ်တဲ့ပထမတစ်ကြိမ်ကဒီချေတို့မြန်မာနိုင်ငံကိုဗီတိရှားတွေကလာအုပ်ဆိုးတယ်အဲ့ဒီအတွက်ကြောင့်ဗီတိရှားတွေကိုမြန်မာနိုင်ငံတွင်းကနေပြီးတော့တိုက်ထုတ်နိုင်ဖို့အတွက်ကိုဂျပန်အနေနဲ့လက်တွဲခဲ့တယ် ဒီမှာတခါဗြိတိရှားတွေကိုတိုက်ထုတ်နိုင်သွားပြီးတော့တခါတိချေတို့မြန်မာနိုင်ငံကဂျပန်လက်အောက်ကိုထပ်ပြီးတော့ကြာရောက်ခဲ့ရပြန်ပါတယ်တဲ့အဲ့ဒီအတွဲဆောင်တိချေတို့ဗိုလ်ချုပ်အောင်ဆန်းကဥဆောင်ပြီးတော့ဖက်စစ်ဂျပန်တော်လှန်ရေးကိုထပ်ပြီးတော့ဆင်နွှဲခဲ့ရပြန်တယ်တဲ့တိချေတို့နောက်တစ်ခုဂျပန်တွေကဆုတ်ခွာသွားပြီးတော့ဗြိတိရှားတွေဟာမြန်မာနိုင်ငံကိုပြန်လဲအုပ်ချုပ်လာကြပြန်တယ်တဲ့ဒီမှာတအားတမျိုး ၃ခုရှိပါတယ်။ပထမတစ်ခါတချေတို့မြန်မာနိုင်ငံကိုဗြိတိရှ်အရအုပ်ချုပ်တဲ့အဲ့ဒီအတွက်ကြောင့်ဗိုလ်ချုပ်ကဗြိတိရှ်တွေကိုတိုက်ထုတ်နိုင်ဖို့အတွက်ကိုဂျပန်အနေနဲ့လက်တွဲခဲ့တယ်။ အဲဗီတိရှားတွေကိုတိုက်ထုတ်နိုင်သွားပြန်ပြီးတော့တခါဂျပန်လက်အောက်ကိုမြန်မာနိုင်ငံကြီးကပြန်ပြီးတော့ကြားရောက်သွားပြန်ရောတခါအဲ့ရနေပြီးတော့ဂျပန်တွေကိုတိုက်ထုတ်ဖို့အတွက်ဆိုပြီးတော့ဗိုလ်ချုပ်အောင်ဆန်းကနေထပ်ပြီးတော့ဥဆောင်ပြီးတော့ဖက်စစ်ဂျပန်တော်လှန်ရေးကိုစပြီးတော့ဆင်နွှဲခဲ့ရပြန်တယ်အဲ့ဂျပန်တွေတခါပြန်ဆုတ်ခွာသွားပြီးတဲ့နောက်မှာဗီတိရှားတွေကထပ်ပြီးတော့ပြန်လဲအုပ်ချုပ်လာကြပြန်တယ်တဲ့ အဲ့ဒီအတွဲကြောင့်ပဲဘိုးချုပ်အောင်ဆန်းဦးဆောင်တဲ့ဖာစာပလာခေါ်ဖက်စစ်စန့်ကျင်ရေးနှင်းပြည်သူလွတ်လပ်ရေးအဖွဲ့ကလူမှုစီရင်ရေးဟောပြောပွဲတွေကျင်းပပြီးတော့လွတ်လပ်ရေးအတွက်ကိုထပ်ပြီးတော့ကြိုးပမ်းခဲ့ရပြန်ပါတယ်တဲ့ဒီမှာတအားသမီးကိုရှုံနိုင်တာလေးရှိပါတယ်เนาะ teacher တို့ဒီမှာထပ်ပြီးတော့ဘာနာမှရှုံမလဲဆိုရင် ဂျပန်နေဆုတ်ခါသွားပြီးတဲ့နောက်မှာတော့တဲ့ဗီတရှားတွေကမြန်မာနိုင်ငံကို ပြန်လဲအုပ်ချုပ်လာတယ်တဲ့ဒီတခါတော့ဒီချေလိုဗီတရှားတွေကို ထပ်ပြီးတော့တိုက်ထုတ်ဖို့အတွက်ကိုဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖာစာပလာဒီချေလိုဖာစာပလာရဲ့အရှိကောက်ကဖက်စစ်စန်းကျင်ရေးနှင်းပြည်သူလွတ်လပ်ရေးအဖွဲ့ကြီးဟာဆိုရင်တော့ဖြင့်တဲ့လူမှုစီယုံရေးဟောပြောပွဲတွေကိုကျင်းပပြီးတော့လွတ်လပ်ရေးအတွက်ကိုဆက်လက်ကြိုးပမ်းခဲ့ပါတယ်တဲ့ ကဲဒါဆိုရင်ဒီချေတို့ဘိုးကျောင်းအောင်ဆန်းကဆက်ပြီးတော့ဘလိုမျိုးလွတ်လပ်ရေးရအောင်ကြိုးပမ်းကလည်းဆက်ပြီးတော့ကြည့်ပါမယ်။ဘိုးကျောင်းအောင်ဆန်းဟာဆိုရင်တော့ဖြင့်မြန်မာနိုင်ငံကိုတနှစ်အတွင်းဒီချေတို့မြန်မာနိုင်ငံကြီးကိုတနှစ်အတွင်းလွတ်လပ်ရေးပေးရန်အတွက်တဲ့ဗီတရှာတို့ထံမှသွားပြီးတော့တောင်းဆိုခဲ့ပါတယ်။ဒါဆိုရင်ဒီချေတို့ဘိုးကျောင်းအောင်ဆန်းကဘသူရီစီကနေပြီးတော့ဒီချေတို့မြန်မာနိုင်ငံလွတ်လပ်ရေးကိုသွားတောင်းဆိုခဲ့တယ်လဲဆိုရင်ဗီတရှာတွေစီကနေပြီးတော့ကဲ လွတ်လပ်ရေးမြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ကိုပြန်ပြီးတော့သွားတောင်းဆိုခဲ့ပါတယ်တဲ့အဲ့ဒီအတွက်ကြောင့်ပဲဗီတိရှအစိုးရကတဲ့ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကိုတဲ့လန်ဒန်မြို့မှာလာရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်တဲ့ဒါဆိုရင်ဒီချေတို့ကဗီတိရှအစိုးရက မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ဆွေးနွေးဖို့အတွက်ကိုဘယ်ကိုဖိတ်ခေါ်ခဲ့တယ်လဲဆိုရင်ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကိုလန်ဒန်မြို့ကိုလာရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်တဲ့အောင်ဆန်းအက်တလီစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့တယ်တဲ့တောင်တန်းနယ်ပြည်မှာတပေါင်းတဲ့လွတ်လပ်ရေးရယူနိုင်ဖို့အတွက်ကိုဗိုလ်ချုပ်အောင်ဆန်းကတောင်တန်းဒေသတွေကိုလှည့်လည်စီယုံခဲ့ပါတယ်တဲ့ ။ဒီချေတို့ဒီမှာတံပြန်ပြီးတော့ပြောပြပါမယ်။တောင်တန်းနဲ့ပြည်မှာတပေါင်းတဲ့လွတ်လပ်ရေးရယူနိုင်ဖို့အတွက်ကိုဗိုလ်ချုပ်အောင်ဆန်းကဆိုရင်တော့ဖြင့်တောင်တန်းဒေသတွေကိုလှည့်လည်ပြီးတော့စီယုံခဲ့ပါတယ်တဲ့။ဗြိတိရှားတို့ရဲ့သွေးခွဲအုပ်ချုပ်မှုတွေကြောင့်တောင်တန်းဒေသတွေကို စီးရုံးတဲ့နေရာမှာအခက်အခဲမျိုးမျိုးနဲ့တုံတွေးခဲ့ရပါတယ်တဲ့။ ဒါဆိုရင်ဒီချဲတို့ဒီမှာဆိုရင်တောင်တန်းဒေသလူတွေကိုဗိုလ်ချုပ်ကစီယုံရေးသွားဆင်းတယ်ဒါပေမဲ့ဗီတရှာတွေကဗိုလ်ချုပ်ရဲ့စီယုံရေးမအောင်မြင်အောင်သွေးခွဲလှုပ်ရှားမှုတွေလှုပ်ဆောင်ခဲ့ကြတယ်အဲ့ဒါကြောင့်ဗိုလ်ချုပ်ကတောင်တန်းဒေသတွေမှာစီယုံရေးဆင်းတဲ့အခါမှာအခက်အခဲမျိုးစုံတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်တဲ့ဘိုးချုပ်ရဲ့ရိုးသားဖွင့်လွှင့်မှုတို့ကြောင့်တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုတဲ့ရယူနိုင်ခဲ့ပြီးတော့ပင်လုံစာချုပ်ကို1948ခုနှစ် ဖေဖော်ဝါရီလ12ရက်နေ့မှာအောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါတယ်တဲ့ဗီဒီရှားတွေကဘလောက်ပဲသွေးခွဲသေးခဲတိချေတို့ဘိုးချုပ်ရဲ့ ယူသားမှုကြောင့်ယုံတိုင်းရင်သားတွေရဲ့ယုံကြည်မှုလေးကိုရရှိခဲ့ပြီးတော့ပင်လုံစာချုပ်ကို1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတဲ့အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ပါတယ်တဲ့။ကဲဒီချေတို့ဒီမှာဆိုရင်လွတ်လပ်ရေးအတွက်ကိုတဲ့ကြိုးပမ်းဆောင်ရွက်နေစဉ်မှာ1948ခုနှစ်ဇူလိုင်လ16ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းနဲ့တကွာအာဇာနည်ခေါင်းဆောင်ကြီးတွေဟာလောက်ကျန်တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်တဲ့။ ဒီချေတို့ဒီမှာလေးပြန်ပြောပေးပါမယ်ဒီချေတို့လွတ်လပ်ရေးကျိုးပန်းဆောင်ရွက်နေစဉ်အတွင်းမှာပဲ1948ခုနှစ်ဇူလိုင်လ16ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ခေါင်းဆောင်ကြီးတွေဟာလုံခြံတပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်တဲ့ဘိုးချုပ်ကြဆုံးသွားပေမဲ့လေဖာစာပလာအဖွဲချုပ်ကလွတ်လပ်ရေးရရှိဖို့အတွက်ကို ဆက်လက်ကြိုးပမ်းခဲ့ပါတယ်တဲ့1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာတော့မြန်မာနိုင်ငံဟာဆိုရင်ဖြင့်ဗြိတိရှားတို့ထံကနေပြီးတော့လွတ်လပ်ရေးရရှိခဲ့တယ်ဗိုလ်ချုပ်အောင်ဆန်းကမြန်မာပြည်သူတရက်လုံးကချစ်ခင်လေးစားပြီးတော့အားကြခုံယူရတဲ့လွတ်လပ်ရေးဗီတုကအမျိုးသားခေါင်းဆောင်ကြီးပဲဖြစ်ပါတယ်တဲ့ဒါဆိုရင်ဒီချေတို့ဒီအကြောင်းအရာလေးကိုဒီချေတို့အနှစ်၆ကြည့်မယ်ဆိုရင်တော့ဗိုလ်ချုပ်အောင်ဆန်းရဲ့ငယ်စဉ်ဘဝအကြောင်းအရာတွေ ပညာသင်ယူလေ့လာခဲ့တဲ့အကြောင်းအရာတွေဒီချေတော့မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက်ကိုကြိုးပမ်းဆောင်ရွက်ခဲ့ပုံတွေပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချေတော့ဒီသင်ခန်းစာလေးကဒီနေ့ဒီမှတင်ပြပါပြီ။နောက်သင်ခန်းစာမှပြန်လည်ဆောင်တွေ့ကြပါမယ်။